ဖိုးဖတ်များအားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်တော့ပြင်းပြလေးပွဲစဉ်တွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာတော့ပွဲကြိုသုံးသက်ချက်လေးလုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီနေ့ပွဲမှာဒီနေ့လုပ်ပြီးတော့မဲ့ပွဲလေးကတော့ကျွန်တော်တို့စနေနေ့ည9:00ခွဲမှာရှင်မန်ကစားကြတဲ့လစ်ပါဦးနဲ့ကျွန်တော် Northern Forest တို့ရဲ့ ပွဲချုပ်သုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်။ Okay အဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။အရင်ဆုံးနဲ့ကျွန်တော်တို့ဒီနှစ်သိန်းနောက်ဆုံးရှင်းပြထားတဲ့ကျွန်တော်၅ဘွဲကိုပြန်လဲကြည့်လိုက်ကြအောင်။အရင်ဆုံးနဲ့ကျွန်တော်တို့ဒီအဲတစ်ဖက်ကကျွန်တော်ဝေကွမလိုင်အောင်ရှင်ပြမယ် Northern Forest Northern Forest ကတော့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ဘွဲမှာဆိုသူတို့နဲ့နှစ်ပွဲနိုင် နှစ်ပွဲတည်ကြပြီးတော့တပွဲရှုံးနေတာတော့ကျွန်တော်တွေ့ရမယ်။နောက်ဆုံးရှင်းပြထားတဲ့ပင်းမြလေးပွဲစဉ်ကျွန်တော်တို့စက်တင်ဘာဆိုရင်လည်းတို့အနေနဲ့အဲအိမ်ကွင်းမှာပဲကျွန်တော်တို့ Lee United ကို3-1ဆိုပြီးတော့နိုင်ပွဲကိုပုံဖော်ထားတဲ့ပုံစံမျိုးလေးကိုတွေ့ရပြီးတော့တို့တိုက်ဆက်ကတော်တော်လေးဥမှာကျွန်တော်တို့ကောင်းမွန်တဲ့ခြေစွမ်းနေနဲ့ကျွန်တော်တိုက်ဆက်ကတော်တော်လေးဥမှာကျွန်တော်တို့ twin goal တွေကိုကျွန်တော်တို့နှစ် goal အထက်ကိုတွင်းထားတဲ့ကျွန်တော်တို့ပွဲတွေကတော်တော်လေးဥမှာများများပြပါတယ်ကျွန်တော်အထူးသဖြင့်ကျွန်တော်ပြင်းပြလေးမှာဆိုလို့စင်ကတို့အနေနဲ့ အဲနောက်ဆုံးရှင်းပြထားတဲ့ပွဲမှာဆိုရင်3-1တွင်ထားတယ်ပြီးတော့ကျွန်တော်တို့အဲ2-2အဲ့လိုမျိုးပွဲစဉ်နေနဲ့သူတို့အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်နှစ်ဂိုးထွက်တွင်ထားတဲ့ပွဲဆိုတာလည်းတော်တော်လေးမှများတဲ့အတွက်ကြောင့်တစ်ဖက်ကလီဗာပူးအနေနဲ့အဲ Northern Four ရဲ့တိုက်စစ်ကိုတော်တော်လေးမှထိမ့်သိမ်းရမယ့်ပုံစံမျိုးလေးတွေရှိတယ်။ကျွန်တော်ကျွန်တော်တစ်ဖက်ကလီဗာပူးလီဗာပူးအနေနဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ပွဲမှာဆိုရင် တို့အနေနဲ့ဟောနှစ်ပွဲပဲနိုင်ထိုက်တော့ကျွန်တော်သုံးပွဲရှုံးနေထားတာတွေ့ရမယ်နောက်ဆုံးရှင်ပြိုင်ထားတဲ့ကျွန်တော်ပရီးမီယာလိပွဲစဉ်7မှာဆိုလို့ရှိရင်မန်ချက်စတာစီးရီးရဲ့အိမ်ခွင်းမှာကျွန်တော်3-0ဆိုပြီးတော့ရှုံးနေထားတဲ့ပွဲလေးရှိပြီးတော့ဒီပွဲကတော့ကျွန်တော်တို့ဒိုင်လိုဂျင်းရဲ့ကျွန်တော်တို့အငင်းပွားပွဲရာဆုံးဖြတ်ချက်တွေနဲ့ကျွန်တော်တို့အဲပွဲကောင်းတစ်ပွဲကိုကျွန်တော်တို့အဲရပ်တာပြတ်စီတဲ့ပွဲတစ်ပွဲဖြစ်သွားတယ်လို့တော့ကျွန်တော်မြင်တယ်โอเคအဲဆိုရင်ကျွန်တော်တို့အဲဒီနေ့သင်းရဲ့ကျွန်တော်တို့ ဟတ်တူဟထိတ်တိုက်တွေ့ဆုံမှုဒီနေ့တဲ့ဟတ်တူဟထိတ်တိုက်တွေ့ဆုံမှုမှာဆိုရင်တော့ကျွန်တော်တို့အဲ not a forex ကတော့ကျွန်တော်တို့နှစ်ကြိမ်နိုင်ထားပြီးတော့တစ်ကြိမ်ကျွန်တော်တို့တည်ကြတာတစ်ဖက်က liverpool ကတော့ကျွန်တော်လေးကြိမ်ထိနိုင်ထားတော့ကျွန်တော်တွေ့ရမယ်မနေ့ကရာသီမှာဆိုလို့ဆိုရင်တော့ကျွန်တော်ပထမအကြော့မှာကျွန်တော် liverpool ရဲ့အိမ်ခွင့်မှာပဲ1-0ဆိုပြီးတော့ကျွန်တော် not a forex တို့ကအနိုင်ယူထားတဲ့ပုံစံမျိုးလေးတွေမြင်တွေ့ရပြီးတော့ကျွန်တော်တို့ဒုတိယကျွန်တော်တို့ပွဲမှာဆိုရင်တော့ not a forex ရဲ့အိမ်ခွင့်မှာ liverpool တို့အနေနဲ့1-1ဆိုပြီးတော့ကျွန်တော်တည်ရလက်တွေကိုပုံဖော်ထားတဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်တွေ့ရမယ် ။ငါဆိုရင်ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့အဲလီဗာပူးတို့အနေနဲ့နိုင်ပွဲရထားတာဆိုရင်2023ကဖြစ်ပြီးတော့ကျွန်တော်တို့3ဈေးဆိုပြီးတော့လီဗာပူးရဲ့အိမ်ဝင်မှာပဲကျွန်တော်တို့နိုင်ထားတာကိုကျွန်တော်တို့တွေးရမယ်။အဲနောက်ပြီးရင်တော့ကျွန်တော်တို့အဲ2 3ဆိုပြီးတော့ပဲကျွန်တော် not a for it အင်ဝင်ကပြန်လည်နိုင်ထားတဲ့အတွေ့အကြုံလေဘာလို့အနေနဲ့အဲတနည်းကြော်ကြော်နည်းနည်းလောက်ဖြစ်ပြီးတော့ not a for it ကိုကျွန်တော်နိုင်ထားတဲ့ ုံစံမျိုးလေးတွေရှိရှိပြီးတော့ကျွန်တော် not for အနေနဲ့လည်းကျွန်တော်မနစ်ကရာသီမှာဆိုလို့ရှိရင်ဒီဘဟုသူတို့အနေနဲ့ရှုံးနေထားတဲ့ပုံစံမျိုးလေးမရှိတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေးမယ်ကျွန်တော်တို့အဲပြင်းပြလေးပွဲစဉ်စနစ်မှာတော့လီဘော်ရဲ့အိမ်ဝင်းမှာပဲပြန်လည်စုံတွေးမယ်ပွဲမှာတော့ဒီဘဟုတို့အနေနဲ့ဒီပွဲမှာတော့နိုင်ပွဲပြန်လည်ဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့တစ်ဖက်ကလီဘော်ဟုနေနေနဲ့ကျွန်တော်တို့ကစားသမားတွေဒဏ်ရာရမှုကလည်းများပြားလာတယ်လို့တစ်ဖက်က Northern Forest ကလည်းကျွန်တော်တို့ ။ဒိုင်ယန်ကကစားသမားတော်တော်လေးကိုမှကျွန်တော်များပြလာတာတွေ့ရတယ်။ဟိုပြန်ကြည့်လိုက်မယ်ဆိုလို့ဆိုရင်အာ Northern Forest အနေနဲ့ဆိုရင်လည်းကျွန်တော်တို့အဲသူတို့ရဲ့ကစားသမားလည်း9ယောက်ထိလောက်ကျွန်တော်ဒိုင်ယန်ကလူစင်းမှာရှိပြီးတော့ကျွန်တော်တစ်ဖက်ကလီဗာပူးအသင်းနေမှာကျွန်တော်တို့9ယောက်လောက်ထိကျွန်တော်တို့ဒိုင်ယန်ကလူစင်းရှိတာအထူးသဖြင့်ကျွန်တော်တို့ဒီထဲမှာမှအဲသူတို့ရဲ့လီဗာပူးရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Florian Wit ကိုကျွန်တော် frame ပေါင်လို့ပြီးလို့ဆိုရင်ကျွန်တော်9 Bradley တို့ပါတယ်ဒံယာပြဿနာတွေပါထပ်မံကြုံတွေ့ရနေရတဲ့အတွက်ကြောင့်လီဗာပူးရဲ့ကျွန်တော်တို့ နောက်တန်းတော့နဲ့လေးအားနဲ့တဲ့ပုံစံမျိုးလေးရှိတယ်အထူးသဖြင့်ကျွန်တော်တို့အဲ blood လေးမရှိတော့တဲ့နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော် right back မှာဆိုလို့ရှိရင် frame power လည်းပြန်လဲဒဏ်ရာတက်ပြန်လဲမတက်တာလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ northern forest ရဲ့တိုက်စစ်ကိုကျွန်တော်ထိန်းချုပ်ဖို့ဆိုလို့ရှိရင်တော့လေဘုံအသင်းနဲ့ကျွန်တော်တို့အဲနောက်တန်းကစားသမားပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အကွင့်လက်ကစားသမားတွေကနောက်တန်းကိုပြန်လဲဆော့ သွားရမယ့်အခြေအနေမျိုးတွေရှိတယ်။ဘယ်ရဆိုလို့ဆိုရင်ကျွန်တော်တို့ဒီနေ့တင်းရကျွန်တော်တို့ command line နဲ့လေးကိုကျွန်တော်အရင်ဆုံးသွားလိုက်ကြအောင်။ယူနိုနေကျွန်တော်တို့အဝေးကမှလာရောက်ရှင်ပြိုင်မဲ့ Northern Forest Northern Forest ကတော့ရှင်ပါတယ်သူတို့နေသူတို့ရဲ့အဲကစားနေကြပုံစံတိုင်းပဲ အ4231နဲ့ပုံစံမျိုးနဲ့ပဲပွဲထွက်လာမယ်ဒီသူတို့ရဲ့အဓိကကိုးစားမနေရမှာ7ပဲပွဲထွက်လာပြီးတော့သူတို့ရဲ့နောက်တန်း၄ယောက်နေရမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲလီဗာပူးရဲ့အဲကစားသမားဟောင်းဖြစ်တဲ့ကျွန်တော်ဝီလျံတို့ပါလို့ရှိမြပြီးလို့ရှိရင်ကျွန်တော်တို့မူရီယိုတို့ပြီးလို့ရှိရင်မီလင်ကိုဗစ်တို့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဆာဘိုနာတို့ပါတို့ဒီအစုပွဲနဲ့ပဲကျွန်တော်တို့လီဗာပူးကိုရှင်ပြိုင်လာမယ်လို့မြင်နေပြီးလို့ရှိရင်တော့ကျွန်တော်ကွင်းလဲကွင်းလဲမှာတော့သူတို့ရဲ့အဓိကကွင်းလဲကစားသမားဖြစ်တဲ့ဟာနာဆန်တို့ပြီးလို့ရှိရင်မော်ဂန်ဂစ်ဝိုက်တို့ပြီးလို့ရှိရင် ရိတ်တို့နဲ့ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်ဒီနေ့ပွဲမှာတော့လေဘော်တို့ရဲ့ကွင်းလင်နဲ့အဲတစ်ဖက်က Northern Forest ရဲ့ကွင်းလင်ကတော်တော်လေးဥမအားပြိုင်မဲ့ပုံစံမျိုးလေးရှိတယ်အထူးသဖြင့်ကျွန်တော်တို့ Hanasan တို့ရဲ့ Hanasan ပြီးလို့စင် Morgan Gilbert တို့ရဲ့ကွင်းကိုကွင်းလင်ကိုတစ်ဖက်ကလေဘော်ကွင်းလင်ကစားသမားတွေဖြစ်တယ်ကျွန်တော်တို့အဲ Graham Bat တို့ Matt Lisa တို့ပြီးရင်တော့ကျွန်တော်တို့ ဆူဝါစလိုင်းတို့ဒီအစုဖွဲ့တွေကဘလို့ရှင်းပြပြီးတော့ကျွန်တော်တို့ကွင်းလေကိုထိန်းချုပ်သွားမယ်ဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်တော့ကျွန်တော်တို့ Northern Forest ရဲ့တိုက်ဆက် Northern Forest ရဲ့တိုက်ဆက် ကတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တယ်ကျွန်တော်တို့ Hanoi တို့ပြီးလို့ရှိရင် G7 တို့ပြီးလို့ရှိရင် Hutchinson တို့နဲ့ပဲပွဲထွက်လာမယ်လို့အမြင်နဲ့ဒီတိုက်ဆက်ဆိုရင်တော့ကျွန်တော်တို့ပွဲတိုင်းလို့သူတို့အနေနဲ့ twin go နှစ် go ထပ်ထိ twin ထားတဲ့ပုံစံမျိုးလေးတွေရှိတဲ့ကျွန်တော်တို့တောင်လေဘော်ရဲ့တိုက်ဆက်ကအဲတိုက်စစ်အနေနဲ့ခန်စစ်ကတော်တော်လေးဥမာကျွန်တော်တို့ဂယူဆိုင်ကမဲ့ပုံစံမျိုးလေးရှိရှိတယ် ထူးထူးကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘဝရဲ့ခံစက်ကကျွန်တော်တို့ပွဲတိုင်းလိုလိုပေးကိုးတွေကျွန်တော်နှစ်ကိုးအထက်ပြီးလို့ရှိရင်နှစ်ကိုးလောက်ထိပေးထားရတဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်တို့ Northern Forest ရဲ့တိုက်စစ်ကိုလီဘာဦးတင်းနဲ့ဘယ်လိုပြန်လဲထိ ंछ ုပ်သွားနိုင်မလဲဆိုတာတော့ကျွန်တော်တို့အဲစောင့်ကြည့်ရမယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ International Break ကနေပြန်လာတဲ့အချိန်မှာတော့လီဘာဦးတင်းနေနဲ့နိုင်ပွဲတွေကိုပြန်လဲဖော်ဆောင်နိုင်မလားဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်အင်ကွင်းရဲ့အတ္တချက်တွေရှိတဲ့အတွက်ကြောင့်လီဘာဦးတင်းနေနဲ့ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်တို့ ပြည်မြလေးပွဲစဉ်စနစ်မှာတော့နိုင်ပွဲတွေပြန်လဲဖော်ဆောင်မှုလိုအပ်တယ်လို့တော့ကျွန်တော်အမြင်နဲ့အဲအဲ့လိုမှဒါကျွန်တော်အဆင့်1 2 4ပြန်လဲရက်တီရက်တီမှာပြန်လဲဝင်ရောက်လာမယ်လို့တော့မြင်တယ်အဲဘာတွေ့ကြောင်လဲဆိုရင်တစ်ဖက်ကကျွန်တော်တို့အဲနယူကာဆယ်နဲ့မန်ချက်တာစီးတီးရဲ့တွဲဆုံနေလို့တစ်ဖက်ကကျွန်တော်တို့အာဆင်နယ်နဲ့ကျွန်တော်တို့အဲတော်တန်ဟော့စပါတို့ရဲ့ဆုံတွဲနေတဲ့ပုံစံမျိုးလေးမှာလူပါဦးတို့အနေနဲ့ဒီအခွင့်အရေးကိုအိမ်ဝင်းမှာလဲတုံးချဖို့လိုအပ်တယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တစ်ဖက်ကလူပါဦးလူပါဦးတင်းနေမှာနေမှာတော့ရှင်းပါတယ်ကျွန်တော်တို့ ကိုသမားအလီဆန်အလီဆန်နေနဲ့ကျွန်တော်တို့အဲကျွန်တော်ဟိုတပတ်တည်းကကျွန်တော်တို့အဲပြန်လဲသူ့နေနဲ့အဲတယောက်တည်း training ပြန်ဆင်းလို့ဒီတပတ်လုံးမှာလည်းတယောက်တည်း training ပြန်ဆင်းပြီးတော့ဒီနေ့တင်းစားရှင်းလင်းပွဲမှာတော့နီးပြအန်နီစလော့အနေနဲ့ပြောသွားတာတော့ဒီနေ့ training မှာတော့အတင်းလိုက် training မှာပြန်လဲပူပေါင်းပြီးတော့မက်ဖီယာမှာလည်းသူ့အနေနဲ့ အတင်းလက် training ကပြန်လဲပူပေါင်းမဲ့ပုံစံမျိုးလေးရှိတယ်ဒါပေမဲ့တကယ်လို့ကြက်ခိုင်မှုပြေစုံနေမယ်ဆိုလို့ရှိရင်တော့ Alexan နေနဲ့ပြန်လဲပွက်ထွက်မှာဖြစ်ပြီးတော့တကယ်လို့အဲ့လိုမျိုးမှမဟုတ်ပဲနဲ့ဆိုရင်တော့ကျွန်တော်တို့ Champion League ကျွန်တော်တို့ PSG ပွဲနဲ့မှာဒါပြန်လဲပွက်ထွက်လာမဲ့ပုံစံမျိုးလေးရှိတယ်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ Command Line နဲ့မှာတော့ကျွန်တော် Alexan ကိုကျွန်တော်တို့ထည့်သွားမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့အဲနောက်တန်းလေးရောက်နောက်တန်းလေးရောက်နေမှာတော့ကျွန်တော်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကျွန်တော်တို့ အဲကိုနေတဲ့တို့ဘာလို့ရှိမလဲပြီးရင်တော့ကျွန်တော်တို့ဘတ်ဂျက်မလိုက်ရှိမလဲပြီးရင်တော့တစ်ဖက်ကလက်ဘက်နေရာမှာတော့ဒီနေ့ပွဲမှာတော့အဲမီလိုကားကက်ကိုပဲကျွန်တော်တို့ပြန်လဲပွဲထွက်လာမလားဆိုတော့စောင့်ကြည့်ရမယ်အဲ့လိုမှမဟုတ်တဲ့ကျွန်တော်တို့ရောဘတ်ဆန်ပွဲထွက်လာမယ်ဆိုရင်လည်းအဲလက်ဘက်ကကျွန်တော်တို့တိတ်ပြီးတော့စိုးရင်နေရာမရှိဘူးလို့မြင်တယ်တစ်ဖက်ကလက်ဘက်မှာလက်ဘက်မှာတော့ကျွန်တော်တို့တော်တော်လေးဥမာအားနေတဲ့ပုံစံမျိုးလေးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ကိုနာပလီရောကျွန်တော် frame ဘောင်ကပြန်လဲ frame ဘောင်ကတော့ပြန်လဲမသက်သာလာသေးသလိုကိုနာပလီကလည်းကျွန်တော်တို့ international နဲ့ break ကနေပြန်လာတဲ့အချိန်မှာတော့ကျွန်သူ့အနေနဲ့ ဒဏ်ရာကြွတားဒဏ်ရာရလာတဲ့အတွက်ကြောင့်သူ့အနေနဲ့တော်တော်လေးဥမာကျွန်တော်တို့အဲနားရဲ့အ ਨੇ ဆုံးတော့ကျွန်တော်နှစ်ပတ်သုံးပတ်လောက်နားရမယ့်ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့်လေဘော်ရဲ့ right back ကတော့တော်တော်လေးဥမာအားနေနေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့အဲတစ်ဖက်ကကျွန်တော်တို့အဲ CB ကစားသမားဖြစ်တဲ့ဂျိုကိုမတ်ကိုထက်သုံးမယ်ဆိုရင်လည်းတော့အဆင်ပြေတယ်လို့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ခုနကကစားသမားဖြစ်တဲ့ domino subo slide ကိုလက်ဘက်ကို right back ကိုထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အဲကိုယ့်လက် အဲတိုက်စစ်မှာဆိုရင်တော့တော်တော်လေးကအားနေမဲ့ပုံစံမျိုးလေးရှိတယ်အထူးသဖြင့်ကျွန်တော် Florian Wit အနေနဲ့လည်းကျွန်တော်တို့ဒဏ်ရာပြဿနာရနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ rival မှာတော့ကျွန်တော်တို့ကတဲ့ကျုံမှာဒီနေ့ပွဲမှာပွဲထလာမယ်လို့တော့မြင်တယ်ဘာတာတွက်ကြောင်လဲဆိုရင်ကတဲ့ကျုံနေနဲ့ကျွန်တော်တို့မနစ်ကရာသီမှာလည်းသူ့နေတဲ့ right back ကိုပြန်ဆင်းဆော့တဲ့ပွဲလေးတွေရှိတယ်လို့တော်တော်လေးမှာကျွန်တော်အဲနောက်တန်းကိုကူခဲ့ ပုံစံမှာလည်းတော်တော်လေးမှာကောင်းမွန်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲကတဲ့ကျုံမှာ right back ကိုပို့လိုက်တာပို့ပြီးတော့တင့်တော်မယ်လို့တော့မြင်တယ်။ Queen လည်းမှာ Queen လည်းမှာဆိုရင်တော့ကျွန်တော်တို့အဓိကကစားသမားတွေဖြစ်တဲ့ Grand Member Matt Lisa ပြီးလို့ဆိုရင်ကျွန်တော်တို့ Soul Slime တို့ပဲကျွန်တော်တို့ပွဲထွက်လာမယ်လို့တော့မြင်တယ်။ပြီးရင်တော့ Tyson မှာတော့ကျွန်တော်တို့အာမိုဟာမက်ဆာလာပြီးလို့ဆိုရင်ကျွန်တော်တို့တစ်ဖက်ကတော့ကိုရီကပူဖြစ်ပြီးတော့ကျွန်တော်အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ EKTK ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်။တစ်ဖက်ကကျွန်တော်တို့ Lesson အေးဆက်နေနဲ့လည်းကျွန်တော်တို့ ဆူဒင်ရဲ့ပွဲမှာသူ့အနေနဲ့အဲပွဲချိန်အများကြီးမဆော့ဘဲနဲ့ဒန်ယာကနေပြန်လဲတက်တာလာတဲ့အတွက်ကြောင့်သူ့ကိုလည်းဆူဒင်ရဲ့ပွဲမှာတိတ်ပြီးတော့မတုံးသွားတဲ့အတွက်ကြောင့်အဲကျွန်တော်တို့ဒီတစ်ပတ်အဲပီးမားလိပွဲစဉ်ဆက်နေမှာတော့သူ့ကိုအဲပွဲထက်ကနေတော့မတုံးဘူးဆိုရင်လည်းကျွန်တော်တို့ချမန်လိပွဲစဉ်မှာတော့အဲအစ်ဆက်အနေနဲ့ကျွန်တော်တို့ပြန်လဲပွဲထက်လာမဲ့ပုံစံမျိုးလေးတွေမြင်တွေ့ရတယ်လို့တော့ကျွန်တော်မြင်တယ်ဒါမှလည်းတစ်ဖက်ကကျွန်တော်ရှိတာကတော့အဲ international ဘက်ကနေတော့ပြန်လာပြီးတော့ကစားသမားတွေဒန်ယာရွာတာတော်တော်လေးမှစိုးရင်စရာရှိတဲ့ ပုံစံမျိုးလိုအမြင်နဲ့အထူးသဖြင့်ကျွန်တော်တို့အဲ international မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျာမနီမှာဂျာမနီနဲ့ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ foreign win နေနဲ့တော်တော်လေးမှ common နဲ့ခြေစွမ်းနေနဲ့ကျွန်တော်တို့ဂိုးထောက်ပတ်မှုတွေပါတယ်ပုံစံမျိုးတွေလောက်ထားသလိုတစ်ခါကွန်နာဘရလီယာလည်းကျွန်တော်တို့အဲ international break မှာနိုင်ငံတကာပွဲမှာတော့သူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်ပြန်လာတဲ့အချိန်မှာ club ကိုပြန်လာတဲ့အချိန်မှာဒဏ်ရာပြဿနာတွေပါလာတဲ့အတွက်ကတော့ကျွန်တော်တို့တော်တော်လေးမှစိုးရိမ်ရမယ့်အခြေအနေမျိုးလို့မြင်တယ်ဒီနှစ်ယောက်ရဲ့ကျွန်တော်တို့ အဲပြန်လဲပွဲကစားနိုင်မဲ့ရက်ကိုတော့နိပြအနေနဲ့ကတော့ကျွန်တော်အာနှစ်ပတ်သုံးပတ်လောက်ထိယူနားသွားမယ်လို့တော့ခုနဘက်လို့တော့နားရမယ်လို့တော့ပြောထားတယ်ဖရော်ဒင်ဝင်းနေနဲ့ကတော့ဒီတပွဲလောက် တပဲသူနေနဲ့အဲနားလိုက်မယ်ဆိုလို့ရှိရင်တက်တာမယ်ပြီးရင်တက်တာမယ်ပြီးရင်တော့ကျွန်တော်တို့ channel လေးပွဲစဉ် PFP နဲ့ပွဲမှာတော့ပြန်လည်ပေါင်းဝင်လာနိုင်မယ်လို့တော့ကျွန်တော်တို့မြင်တယ်။ Okay အဲဆိုလို့တဲ့ကျွန်တော်တို့ပြန်ပြီးတော့အနှစ်၆လိုက်မယ်လိုက်မယ်ဆိုရင်တော့ဒီမဟုတ်တဲ့နဲ့ကျွန်တော်ဒီတစ်ခါပြန်လည်ရှင်းပြမယ်ပြင်းပြလေးပွဲစဉ်စနစ်မှာတော့နိုင်ပွဲတွေကိုပြန်လည်ဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဘာလို့ကြောက်လဲဆိုရင်ကျွန်တော်တို့ရှင်းပြင်းပြလေးပွဲစဉ်စတင်မှာတော့လည်းရှုံးနိုင်မှုတွေကြုံတွေ့ကြုံတွေ့ထားရတယ်။ပြီးရင်တော့ကျွန်တော်ပြင်းပြလေးပွဲစဉ်စနစ်မှာတော့အိမ်ငွေးလည်းဖြစ်တယ်။တစ်ဖက်ကကျွန်တော်တို့ အဲတော်တော်လေးမှကောင်းမွန်ပါတယ်ဆိုတော့တိုက်စစ်အစုဖွဲ့နယ်ပြန်လဲစုံတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်လဘဦးသိန်းနေနဲ့အဲအိမ်ခွင့်အားသာချက်ရဲ့ပြီးလို့ဆိုရင်ကစားသမားတွေရဲ့ကျွန်တော်တို့ international break ကပြန်လာတဲ့ကျွန်တော်တို့အဲအားသာချက်တွေရဲ့ပြီးရင်တော့ကျွန်တော်တို့အဲ ဂေါတမအလီဆန်ရဲ့ပြန်လာမှုကြောင့်နဲ့တော့ဒီနေ့ပွဲမှာအနိုင်ပွဲတွေကိုပြန်လဲဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်ကမြင်တယ်ညီကိုတင်နေတဲ့ရောဒီညအဲရောစနေနေ့ညအကုန်းနိုင်ခွေမှာရှင်ပြိုင်မဲ့လီဗာပူးနဲ့ကျွန်တော်နော်တာဖော်ရက်တို့ရဲ့ပွဲလေးကိုဘယ်လိုမြင်ကြလဲဝင်ရောက်စနေမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ကြည့်ပေးတဲ့ညီကိုတယောက်ချင်းဒီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ